အန်ဒီပါတီဝင်မြန်မာနိုင်ငံမှာအန်ဒီပါတီဝင်ဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ချုပ်ဝင်တမောင်းများစွာသောအဖွဲ့ချုပ်ဝင်ဒီဗီဒီယိုကိုကြည့်မှရမယ်အရေးကြီးတာအရေးကြီးပြီညီနောင်အပေါင်းတို့တချင်းအောင်ဒါဆိုရင်ကောင်းမလားမသိနောက်တစ်ခုက NLD ကအမတ်စီဗင်ဘိုးကောမဒီဝင်အဆရှိတဲ့ထောင်ပေါင်းများစွာတဲ့လူကြီးမင်းများလည်း ြည့်ဖို့ကြည့်မှရမယ် NLD ကို NLD နဲ့စစ်တပ်က NLD ရဲ့ကျွန်တော်အမတ်တယောက်ဖြစ်ခဲ့တဲ့စတောဆန်နာမင်းပါပြောတစ်ချက်နားထောင်ကြည့်အောင်ကျော်မျိုးမင်းကအင်တာဗျူးတယ်ဒေါ်ဆန်နာမင်းကိုပါရီပြောတယ်အရင်ရေးကြည့်ကတော့ဒါမောင်များစွာသော NLD ပါတီဝင်တွေကိုလက်တို့ပြီးဒီဗီဒီယိုကိုကြည့်ပြီးမချက်ပေးပါကွန်မန့်ပေးပါ ဆန္ဒမင်းကိုဘသူတာဝန်ပေးတာလဲဆန္ဒမင်းရဲ့လက်ရှိ NLD ပါတီဝင်ပေးလားဒီမျိုးကိုနေရှိနေပါတယ်ခဲ့ကြည့်လိုက်အောင်ချိန်မပြုံးဘူးလူ900 500ကျော်ဒီမှာခင်ဗျာလို့အတူတူပြောလိုက်လာအဒီလိုအဲ့ဒါပြည်သူ9500ကျော်တည်နေပါလေပြည်သူ9500ဒါကြောင့်မို့လို့ပြည်သူတွေကအန်တီနဲ့ဟာလားဟိုဘောနောစစ်ဆက်ဆွေးနွေးအန်တီကနေပြီးတော့သူတို့ဘက်ကလည်းစစ်ဆက်ဆွေးနွေးနှိမ့်နိုင်တဲ့ဟာကိုညှို့နေနေပါတယ်အဒီလိုပြောလိုက်တဲ့အချိန်မှာဒေါ်စုကတော်တော်ရှောက်ဖြစ်သွားတာဟော ပြည်ထဲမှာကြံနေကြတာ80ရင်းလုံးနဲ့ချက်လို့နေပုံများတဲ့ပမာဏတော့အဲဒီပါတီကိုအများကြီးကြံနေပြီးတော့အဲ့လိုတွေအကုန်လုံးကပြပောက်ထွက်ပြေးသွားတဲ့လက်တဆုပ်စာကူစုကဒီ Facebook page ကိုကန်ပြီးလိုချင်တော့ရင်ခံနေတဲ့ပုံရောက်သွားတာကျမတို့ဝေါ်တော့ကရှိခဲ့လို့ NLD LA ဆိုတာရှိခဲ့တယ်เนาะ NLD LA ကိုတောင်းဟလာ DLA တွေအားလုံးကဒီဟလာအများကြီးနိုင်ငံတော်တော်များများမှာဖွဲ့ထားတာကထောင်စန်းစုကြီးအတိမတ်ပြုတ်ခဲ့ဘူး PDF တွေကအများပြည်သူနေရာတွေကိုပုံဖွဲ့တိုက်ခဲ့ NLD LA ကိုထောင်စန်းစုကြီးအတိမတ်မပြုတ်ခဲ့ဘူး တဲ့ချင်းလုံလုံတပ်ဖွဲ့ဝင်တွေကိုလက်နက်ကင်ဆွဲပန်းတော်လိုင်းချင်းပြည်ပပြည်သူတွေကိုတက်တရင်းလေးတလန်းလို့ဆက်ဆက်တက်ဖြတ်ချင်းပြုလို့ရပြီပါသလားလို့ဒေါ်ဆန်းစုကြည်ကိုရှင်းနေပြီဟုတ်ပါဘူးဒီစာအုပ်ကြီးပဲပြောမယ်ဒေါ်ဆန်းကြည်အဲ့ဒီစကားကြံပြီးပါဖြစ်သွားမှာချင်းလက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့စုပေါင်းကြောမှုတွေလက်နက်ကင်တော်လိုင်းမှုတွေအဲ့ဒါတွေရဲ့တတိကတရေခံလို့ပြောကြတယ်ဘာမှပြောစရာမရှိရှင်ချိုးရဲလို့ကောက်ချက်ချဆွဲကြတယ်ရှိရှင်အဲအဲ့အာယူဒေါ်ဆန်းစုကြည်ပြန်ချမှာဆိုရင်ဒေါ်ဆန်းစုကြည်လက်ခံနေပါတယ်အမှတ်ကိုလည်းလက်ခံနေပါတယ် ဆိုအဲ့လူစုကိုတော့စမ်းသပ်ကြည့်တယ်။ဒီကြီးရတာအပြင်ထွက်ပေါ်ရလာတယ်ပဲ။အေးစီပြောခွင့်ရမယ်ဆိုသူလက်ခံလို့ဘယ်လိုမှတူ။သူတို့လောက်ရက်ဒီဒေါ်စမ်းစုကြည့်လို့ဦးဝင်းမင်းတို့ကမထောက်ခံဘူး။ပြီးတော့သူတို့လောက်ရက်ဒီအများကြီးပေါင်ကျော်သွားပြီဆိုတော့လုံးတဲ့လူတွေပုံမှန်အားလုံးကြည့်ပါလား။သူတို့ကတကယ်ကတတိရှိရယ်ဆိုလို့ရှိရင်ဒီဘေးနဲ့မှာပဲနေပေါ့နော်။တတိရှိရယ်ဆိုရင်ဘီရင်းနဲ့မှာပဲနေပေါ့။စစ်တမ်းမဖမ်းဘူးလို့မင်းအာမခံကြလာတော့စံနာမင်း။ ။ဘာလို့လဲဆိုတော့ဆက်ပြီးပြန်ထွက်လာမှာပဲ။အဲ့ဆိုရင်ဥအောင်ကြည်ရောတို့ကဘာဝင်ခိုင်တန်းတို့ဒူဝါလရှိလာတို့ဒီဘုံကတို့နောက်ကုဟန်တာမင်းတို့တောက်လျှောက်စဉ်းစားပြောနေတဲ့ပုံစံအရဆိုရင်ဒေါ်ဆက်သူကြီးကတို့ရဲ့လုံချံတို့ရဲ့လုံရမှုလုံရတယ်ပေါ့မကန့်ကန့်ွက်လို့မဖြစ်ဘူးသူတို့ဒီကလူတွေရင်းဆိုင်တော့မှမတူဘူးပြောချင်တာဖြစ်ဖြစ်ဒေါ်ဆက်သူကြီးတို့တပြားပြင်းအချက်ဖတ်သမားလို့တုံ့ပြန်လို့ပြောမှာဟုတ်ဆိုရင်တို့တို့အဲ့လိုလုပ်ကုန်ရဆိုရင်တို့ကိုယ်တိုင်ဆိုရင်ဒေါ်ဆက်သူကြီးရဲ့ညွှန်ကြားချက်ဆိုတော့ဒေါ်ဆက်သူကြီးပြောတဲ့ပေါ့ကောင်တို့က ရှင်းတော့တလားကစားလုပ်ချင်တယ်ဒေါ်စောသူကြီးအောင်လို့တော့လုံးဝလူရောင်းအပြစ်မသိချင်ပါဘူးဒေါ်စောသူကြီးကတော့ပုံခံချင်တဲ့သဘောမျိုးတော့တက်အောင်ပါလားအဲ့လိုတက်အောင်ပြောလို့ရတယ်ဟာမင်္ဂလာပါမိုင်းမင်္ဂလာပါ Okay ဒီလိုအခြေအနေတွေတော့စတဲ့ဖြစ်ပေါ်လာပါပြီလူကြီးမင်းတို့စိတ်ထဲမှာပေါ့ဘလို့ရှိပါတယ်အရေးကြီးတဲ့အချိန်ကာလကိုရောက်ရှိလို့လာနေပြီ NLD ကို NLD ရဲ့တိုက်ဆိုတဲ့အခြေအနေမျိုးကိုစစ်တပ်ဟာ ကြော်မျိုးမိနဲ့ပူပေါင်းပြီးတော့ဖန်တီးလိုက်တဲ့ဗီဒီယိုကလစ်ဖြစ်ပါတယ်။တဲ့။ဘာပြောလဲကြည့်လိုက်။အာကျွန်တော်ဒီနေ့အမဟိုခေါ်ပိတ်ခေါ်ပြီးဆွေးနွေးရတာကဒီဒီအပိုင်းမှာတောက်လျှောက်ဆိုလို့တော့ဆက်စစ်ချင်းနဲ့ပတ်သက်တဲ့အာဗီဒီယိုဖိုင်နယ်လည်းထွက်လာတယ်။နောက်တရားဆိုဆိုချက်လည်းထွက်လာတယ်။ဟုတ်တော့ဒါကကျွန်တော်တော်တော်စိတ်ဝင်စားတာနော်။စိတ်ဝင်စားတော့အမဟိုခေါ်ပြီးဆွေးနွေးရတယ်။ဆိုတော့အမမှာတော့ဆွေးနွေးကြရှိနေမယ်ထင်တယ်။ ဟုတ်ပါတယ်အဟိုတနေ့တုန်းကကုကြုံမျိုးမင်းပြောလိုက်တဲ့ဟာကိုကျွန်မနားထောင်လိုက်ရတယ်အဲ့တော့လေကျွန်မကုကြုံမျိုးပဲနဲ့ငါကြုံမျိုးမင်းဖန်ဗျဒေါ်စနာမင်းကြုံမျိုးမင်းဖန်အဲ့လိုကြုံနဲ့ချိန်ကြရင်ပြောပြအောင်မယ်လို့စဉ်းစားထားတာဒါပေမဲ့ကုကြုံမျိုးမင်းကကျွန်မခေါ်လိုက်တဲ့အတွက်အတော်ပဲဖြစ်သွားတာဟုတ်အဲ့ကျွန်တော်ပထမဆုံးစဉ်းစားတာကတော့ဒီမွေးနေ့မတိုင်ကလေးတည့်ရလို့မှာဗီဒီယိုရေးထွက်လာတာဒီဒုတိယတနေ့လေကြာဘူးမွေးနေ့ရက်တစ်ခွက်တည်မှာတော်စုံတည့်ရဲ့ တရားဥပဒေချက်ပေါ့နော်ဒါကျွန်တော်တို့လည်းမြင်မှုခဲ့တယ်ပေါ့ online မှာအဲထွက်လာတယ်အဲ့မှာတော်စောစီရဲ့ထွက်ဆိုချက်ဆိုပြီးတော့ဒီစာကြီးကဟိုတကယ်အစ်စ်လို့ကျွန်တော်ပြောလို့ရပြောလို့ရတယ်ဒီစာတရားဥပဒေချက်အစ်စ်လို့ပြောလို့ရတယ်อืมဒါတရားဒီတန်းတေဂရိသစ္စာပြလွားဆိုတဲ့ဟာကဒါကအစ်စ်ပါဘာလို့လဲဆိုတော့ကျမတို့မှလည်းရှိတယ်ဒီဟာကအဲကျမတို့ဒီအမှုတွေပြီးသွားတဲ့အချိန်မှာ ရှေ့နေတွေထုတ်လို့ရတယ်လေဒီဟာတွေကိုသူတို့မှထုတ်လို့ရတယ်ဆိုတဲ့ခါကျတော့ဟိုကျွန်တော်တို့ဒီရှေ့နေတွေထုတ်ထားတာရှိပါတယ်ကျွန်မမှလည်းရှိတယ်ရှေ့နေတွေလက်ထက်ကနေပဲရတာဖြစ်တဲ့အတွက်ဒီဟာကကျွန်မအမှတ်မတည်ဒီ line ပေါ်မှာတွေးလိုက်တော့ဒါအစ်စ်လို့ကျွန်မပြောတော့ အဲ့တော့ကျမဒိုင်းနဲ့တချို့အဲ့ဒီလိုင်းပေါ်မှာတွေ့တော့ကျမဆာရက်တွေအားလုံးကိုနည်းနည်းထိချာခုံလို့လိုက်ပြီးတော့ဖတ်ကြည့်လိုက်တယ်ဖတ်ကြည့်လိုက်တဲ့အချိန်မှာဟုတ်တယ်ဂျားဆာရက်တွေရောအစ်စ်လားအတူလားပေါ့နော်ဟိုဒါတချို့ဟာလည်းပါနေလားဆိုတော့ဒိုင်းနဲ့အာကျမတွေ့တဲ့၄ရွယ်စလုံးလား၄ရွယ်လား၅ရွယ်လားမသိဘူးနော်အေး၅ရွယ်အဲ့၅ရွယ်စလုံးကတော့ဘာလို့မစစ်တယ်ဒါမှမဟုတ်ကျမမှာရှိနေရတယ်လေကျမတိုက်ကြည့်လိုက်တယ်နံပါတ်၁လိုင်းပေါ်မှာပြည့်နေတာလေဒေါ်ဆန်စုကြည် trust ဆိုချက်ကအစ်စ်ပဲလို့စနမင်းကပြောတယ် တမောင်းများစွာသော NLD ပါတီဝင်တွေဘိုးကော်မတီတွေအမတ်တွေစီပင်တွေစီပင်ဥက္ကဋ္ဌတွေဘာပြောလဲပါပါတယ်ဟုတ်ကဲ့ဒီဟာကထူးခြားတာကြောင့်တော့သူထွက်ဆိုချက်က2021ခုနှစ်အော်တိုဝါ26ရက်လို့သူကပြောထားတာတွေ့ရတယ်ဆိုတော့ညွှန်ထားရဲဆိုတော့ဒီနေ့အထိဆိုရင်ဒါအဲ၄နှစ်ကျော်ကျော်ရှိပါတော့၄နှစ်ကျော်ကျော်ရှိရှိပါတော့ဆိုတော့၄နှစ်ကျော်ပြီဒီနေ့ချိန်ကြမှာလူတွေကြားထဲမှာ online မှာတက်လာတွေ့ရတယ်အရင်ကကြားထဲမှာတွေ့ရအောင်ဆိုတော့ဒီစာရဲ online မှာတက်လာတဲ့အထိချိန် ထွက်ဖို့လိုအပ်တဲ့စာတွေဖြစ်တယ်လို့ဖြစ်တယ်လို့ပြောလို့ရတယ်ဒီစာရဲ့ဒီစာတိချက်တွေอืมဘာဖြစ်လို့ဒီလိုမျိုးတင်လိုက်တာလဲတော့ကျွန်မသဘောမပေါက်ဘူးဒါပေမဲ့လည်းသဘောမပေါက်ဘူးလို့လည်းယူချင်းအောင်မဆောင်ပါနဲ့စစ်တပ်ကတိစီချင်းလို့တင်ပြလိုက်တာပါ NUG CRPH NAD သုံးဝိစာ free back up ဖန်တီးပြလိုက်တာဖြစ်ပါတယ် NAD NAD ချင်းတက် NAD နဲ့ NUG နဲ့တက် NAD နဲ့ CRPH နဲ့တက် ဒီအွက်တဲကိုစန္ဒာမင်းဝေသွားပါဘာ။အော်အမှန်တကယ်လူတွေသိရင်တော့လေပိုကောင်းတာပေါ့နော်။ဟိုကျမတို့ဈားထဲမှာတော့ပြောတာရှိတယ်။ အေးနဲ့တကယ်တမ်းဆိုလို့ရှိရင်လည်းဟိုးရုံးကပေါ့နော်မြတ်စွာဘုရားခေါ်ထားတဲ့ဗျာဒိတ်တော်ကြီးရှိခဲ့တယ်ဒီလိုကိစ္စမျိုးတွေကိုခုကာလမှာမြတ်စွာဘုရားကရှိတော့ဆိုတော့တချို့ဟာတွေကမှန်တယ်မှားတယ်ဆိုတာအငင်းပွားမှုတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဟိုအငင်းပွားမှုတွေရှိတဲ့ခါကျတော့ကျမတို့လိုမျိုးအခုလူပေါင်းလက်ထက်ကြမှာကျမတို့ကဒါမြတ်စွာဘုရားတကယ်ခေါ်ကြခဲ့တဲ့ဟာလားဟုတ်လားမဟုတ်လားဆိုတော့ကျမတို့ဆိုရင်မသိတော့ဘူးပေါ့နော် အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့အခုဆိုရင်ဟောဒါဒေါ်စန်းစုကြည်ရဲ့အဖြစ် ဖြက်ကဟောတိတ်မကြဘူးပေါ့နော်လေးလက်ကျော်ကာလမှာတော့ဒီလိုထွက်လာတယ်ဆိုလို့ရှိရင်တော့အာကောင်းတယ်လို့တော့ကျွန်မကတော့ပြောချင်တယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးအစ်စ်အမှန်ထွက်လာတယ်ဆိုတာတော့လူတွေအနေနဲ့အမှန်တရားကိုသိသွားတာပေါ့နော်ဟောဘလိုအဖြစ်နိုင်ငံတကာမှာတချို့ကိစ္စတွေက20နီးမှာပေါ့နော်အမေရိကန်နိုင်ငံမှာတော့ရှိပါတယ် နှစ်20နေမှာတည်ရတဲ့လာဝရရှိတယ်။ဒါပေမဲ့ဒီကိစ္စကတော့လာဝမဟုတ်ပါဘူး။ဟောနော်ဒါဟိုတရားရုံးကထုတ်ဆိုချက်ဖြစ်တဲ့အတွက်ဒါတည်လို့ရပါတယ်။ဟောကျွန်မထင်တာကတော့လာဝလည်းမဟုတ်ဘူး။ဒါပေမဲ့စောစောလေးတည်သွားတဲ့ခါကျတော့အချိုးရှိတယ်လို့ကျွန်မထင်ပါတယ်။ဟိုမတည်သေးတဲ့လူတွေအတွက်လည်းဒေါန်ဆန်းစီရဲ့သဘောထားကိုတည်သွားရတယ်။အမှန်တရားကိုလည်းတည်သွားရတာဖြစ်တဲ့အတွက်အာကျွန်မတို့နိုင်ငံအတွက်လည်းအချိုးရှိတယ်။အာတည်တဲ့လူတွေအတွက်လည်းအာစင်ကျင်နိုင်တယ်လို့ကျွန်မထင်တာပေါ့နော်။ ဟုတ်အဲ့တရားထုတ်ဆိုချက်ကိုကျွန်တော်ဖတ်ကြည့်ရပေါ့ဖတ်ကြည့်တဲ့ခါမှာကျွန်တော်အားသိတော့တာပထမဆုံးအားသိတာတစ်ခုရှိတယ်ကျွန်တော်အားသိတော့တယ်ကျွန်တော်လည်းပဲတချို့တွေဟိုဟိုဆို Telegram နဲ့ online မှာပြောနေကြတယ်ဒေါ်ဆက်စုကြီးတဲ့အသက်89နဲ့မျိုးသားမဟုတ်နဲ့အမှတ်ဆိုတော့မမှတ်မိလို့တော့ကြီးတော့ကျွန်တော်လည်းအားသိတော့တယ်ဆိုတော့ဘက်ပေါ်နေမှာကိုမမှတ်မိဘူးလို့ပြောတော့ကျွန်တော်တို့တော်တော်တော်များနိုင်ငံသားတော်များကိုမှတ်ဖို့နေမှာကိုတော်တော်များဟိုမှတ်မိကြတယ်ပေါ့နော်ဆိုတော့မမှတ်မိဆိုတော့အသက်ရွယ်ကြောင်လားဘာကြောင့်ပြမှတ်ပုံတွေနံပါတ်မဟုတ်ဘူးအလွယ်မပြောရင်နိုင်ငံသားစီစီကပ်ပြားလို့ခေါ်တယ် မြန်မာနိုင်ငံသားတော်မဖြစ်သေးဘူးနိုင်ငံသားစီစီကပြကမင်းတို့ကိုင်နေမှတ်ပုံနေနေငါတို့ကိုင်နေမှတ်ပုံတည်လို့ခေါ်တဲ့ဟာတွေထဲမှာကြည့်လိုက်နိုင်ငံသားစီစီကပြစကားလုံးချာနေနိုင်ငံသားမှတ်ပုံတည်မဟုတ် you know citizen id မဟုတ်တည်လားပေါ်လို့ပြောလိုက်ရင်တော့ယူကာပေါ့။ဟုတ်တယ်ဘယ်လိုကြောင့်မှမသိလေဒီလိုတချို့တော့ဝေဖန်တာကြီး online မှာတွေ့ရတွေ့ရတယ်။အဲ့ဒါမှဘယ်လိုပြောချင်တာလဲ။ อ๋อแล้วก็เลยอึดติกูတော့မဟုတ်ပါဘူးအန်ဒီရဲ့အသက်အရွယ်အရလို့ကျွန်မပြောနိုင်လဲပေါ့เนาะအန်ဒီအတွက်ကအခုလို့ဖြစ်တဲ့ကာလမှာပဲကြည့်လေ89နှစ်89နှစ်ဆိုတဲ့အရွယ်ဟာအဟို ဒေါ်စာစုကြည်ဖို့လားဘောနော်ဟိုဒေါ်စာစုကြည်ဒါမှုလို့ဒါဒီလိုကြက်ကြက်မှမှဆိုတာကိုပြောနိုင်တော့ဘောနော်တာမန်ဗမာမျိုးသမီးအခွားကြီးတွေဆိုလို့ရှိရင်ဟိုတော်တော်ကိုဒေါင်းသွားပါပြီဒီတက်ရွယ်ရလေအဲ့ခါကျတော့ဟိုစာဒီမှတ်ပုံလေးနံပါတ်ဆိုတဲ့ခန်းန်းနေအားလုံးကိုလည်းမမှတ်မိဘူးဆိုတာလည်းဖြစ်နိုင်ပါတယ်ဒါအသက်ရွယ်ကြောင်းလို့ပြောလို့ရပါတယ် အဲ့မှာကျွန်တော်ဒီထဲမှာစိတ်ဝင်စားဆုံးအကြောင်းအရာတွေပါရတယ်ရှိတယ်ပေါ့နော်။ရှေးပိုင်းကတွားရထားပေါ့နော်။ဆိုတော့သူ့ရဲ့ကျွန်တော်ထဲမှာပြောထားတဲ့စိတ်ဝင်စားဆုံးအချက်တွေကတော့အဲနံပါတ်1ကဒီ2021တရက်နေ့အခင်းကျင်းပေါ့နော်။အခင်းကျင်းစတဲ့အချိန်မှာဦးဝင်းထင်ကြီးကဒီထက်စာအုပ်တော့ဖတ်ပြတော့ပေါ့နော်။ဦးဝင်းထင်ကြီးကအဲဒေါ်သူကြီးပြောရဲပေးတဲ့စာပါသူ့အတွက်လည်းအမှတ်ခံပါတယ်။ဆိုပြီးတော့ပြောတဲ့စာအဆောင်ထွက်ခဲ့တယ်။9ရက်နေ့မှာသူဝင်းထင်ဗီဒီယိုဖိုင်နဲ့ပြောတာမီဒီယာတွေခေါ်ပြီးတော့ CDM လုတ်ပါဆိုတဲ့ CDM လုတ်ဖို့ရေနောက်တစ်ခါတနင်္ဂနွေကိုကြွားကြဖို့ အဲ့ဒါဒေါ်စန်းစုကြီးပြောတဲ့စာပါဆိုပြောတဲ့ဟာအဲ့ဒါကိုတက်တည်ထိုးပြီးတော့ဒီတရားခွင်မှာမိကြမြင်ကြတဲ့အခါဒေါ်စန်းစုကြီးကအဲ့ဒါအဲ့စာနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပြန်ပေးတာလေဒီဒီဒီစာထဲမှာတွေ့ရတယ်။အမှအဲ့ဒါကိုလည်းနည်းနည်းပြန်ပြီးတော့ဘယ်လိုညားလဲတာလို့ပြောပြတော့ အော်နံပါတ်1ခုနကအဝင်းထိန်ကဟိုအာမခံပါတယ်လို့ပြောတာဆိုတာအဲ့တော့ကျမတို့အသေးစားတော့မသိဘူးပေါ့နော်ဒါပေမဲ့ဟိုပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျမတို့သိတာကတော့ဟိုဒေါ်ဆန်းစုကြည်ကဒီကီနူဒီသူဖမ်းခံရတော့မယ်ဆိုတာကိုဟလာအာသူတိကောင်းတိပါလိမ့်မယ်အဲ့တော့လေသူစာရေးတာလည်းဖြစ်နိုင်ပါတယ်ဒီလိုမျိုးစာသူဖမ်းခံရတော့လိမ့်မယ်ဆိုတာကိုတိကောင်းတိပါလိမ့်မယ်လို့မပြောနဲ့နိုင်ငံရေးသမားတွေဗျာဒီမှာသွေးမရှိဘူးလား သူဖန်ခံရမယ်ဆိုတော့ဘောင်စဲသူကြီးသိပါတယ်ဒီစာရေးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလေမပြောနဲ့ဒီစာရေးတာဖြစ်ပါတယ်မဟုတ်ပါဘူးတဲ့တယ်ပြောကြသမ်းပါခင်ဗျားတို့ပြည်သူလူထုကြုံးဝတ်နေတော့တတ်သိမရှိတဲ့နိုင်ငံကြီးခေါင်းစဉ်တက်ပြီးတော့ပြည်သူကိုလိန်ညာတဲ့ကလင်ကကြစ် အရေးကြီးတယ်ဆိုတဲ့ဟာမျိုးလည်းကျွန်တော်တို့ကြားသိရတယ်ဒါပေမဲ့ကျွန်တော်တို့မျက်မြင်တော့မဟုတ်ဘူးเนาะကြားသိခဲ့ရတယ်ဒီကြားသိခဲ့ရတဲ့ကိစ္စမှာဒီစာကိုဦးဝင်းထင်တဲ့ထဲကိုဟိုပြန်ကြားရေးအဲ့တော့ငါပြန်ကြားရေးတာဝန်ခံကရှိသေးတယ်ချက်ချင်းဖန်ခံရတာမဟုတ်ဘူးပြန်ကြားရေးတာဝန်ခံအဲ့တော့ပြန်ကြားရေးတာဝန်ခံတဲ့ထဲမှာဒီစာရှိတယ် ပြီးတော့ဒီစာကိုအငယ်ဦးဝင်းထေရီနဲ့တတိုင်းတောင်ဝင်ကန်နှစ်ယောက်ကနေပြီးတော့ဟိုဒေါ်စားစုကြီးရေးခဲ့တဲ့စာပေါ်မှာစီစစ်သုံးသပ်ပြီးတော့သူတို့အနေနဲ့ဟောတော့ဒီအတိုင်းပဲပြန်ထုတ်လိုက်တာလားအာတော့အန်တီရေးထားတဲ့စာပေါ်မှာနည်းနည်းပြန်ပြီးတော့ပဲအာပေါ်တော့ဟိုစာကနည်းနည်းမာထန်သွားအောင်ပေါ့နော်ဟိုရေးထားပြီးတော့ပဲပြန်ပြင်လာလားဆိုတာတော့သိချာမသိကြဘူးဖြားစကားကြီးချင်းကြီးကိုမပြောကြနိုင်ဘူးဗျာ ဒေါက်ဆန်းကမဟုတ်ဘူးဒေါက်ဆန်းတို့ရေးတာမဟုတ်ဘူးဟုတ်တယ်ဒီစာအဒေါက်ဆန်းတို့ကြီးရေးတာမဖြစ်နိုင်ဘူးပြပြသားသားချကြတယ်မှာတိုင်းပြည်တပြည်လုံးပြတ်စတောက်ရှက်နေမှရှိကြတယ်ဒါပေမဲ့ဒီလိုစာရေးခဲ့တယ်ဒါပေမဲ့ပြီးတော့ဟိုဒီလိုမျိုးပေါ့နော်စီဗီအန်လောက်ကိုဘာညာစာတွေထွက်လာတယ်ဆိုတာမျိုးတော့ကျွန်တော်တို့သိတယ်ကြားပြရတယ် အဲ့မှာဒီဆာမနာအခုတုံးပါဆိုပါတရက်နလ2021ရဲ့မှာတဲ့လူမှုကွန်ရက်တွေပြည်သူ့ပန်ချက်ဆက်စာပန်ချက်ချက်စာဟိုတဲ့မြို့သားလူစုဖွဲ့ချုပ်မှာတပေါင်းပြည်သူဦးဝင်းထင်ဟာထုတ်ပြန်ခဲ့ပြီဆိုလေလို့ဆိုအဲ့မှာတရက်တရက်ခံရဲ့ဆွဆွခံလို့ရှိနေကောက်ဝဲလျှောက်ထားတဲ့လူတွေဆိုအဲ့ဒီမှာခုနကပြောတဲ့ဦးဝင်းထင်ကစာကစာပါရဆိုရင် ဒေါ်စစကြီးကပါအဲ့ဒီသဘောထားတကယ်ရှိလို့ထင်တာဒီစာအကြောင်းခဏဖယ်ပြီးဒေါ်စစကြီးစိတ်နေသဘောထားပြောမယ်ဆိုရင်တိုင်ကလုံးအောင်ကြဖို့လို့စီရီယမ်လောက်ကြဖို့လို့သူလို့ဆိုဖို့ဆိုတာอืมကျမကတော့ဒါကြောင့်မလို့ဒီစာကိုကျမကဟိုငိုတဲ့ပုံပါပေါ့နော်တွေ့ရတဲ့အခြေလုံးကဒေါ်စစကြီးဒီလိုရေးနိုင်မယ်လို့ကျမကမမြင်ဘူး ပေါ့နော်ကျမစိတ်ထဲမှာဒါအန်တီကိုရိုင်းရေးတဲ့စာမဖြစ်နိုင်ဘူးလို့ကျမကတော့မှတ်ချက်ချနိုင်တယ်ဒါကကျမရဲ့တကူရင်မှတ်ချက်ပါအဲ့လိုချနိုင်တယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးကြီးတော့တနိုင်ငံလုံးအုံကြွကြပါတနိုင်ငံလုံးဟာစီပြန်လုံးကြပါဆိုတဲ့ဟာမျိုးကိုတော့ဟိုမပြောတော့ဘူးဒါပေမဲ့ဟိုပါပေါ့နော်ဟိုဟိုဒီလိုမျိုးโอ้เนเน่ปอนอหูอะคุโลမျိုးอานาထိတ်လိုက်တဲ့ကကိစ္စပုံမှာတော့อานาသိမ့်น่ะอานาသိမ့်น่ะอานาထိမ့်น่ะမဟုတ်ကြောက်တာချီးပါတော့ စစ်တပ်ပီလူတွေအနေနဲ့ဟလာကိုယ့်ရဲ့ဆန္ဒကိုဒီမှာလုပ်တာဖြစ်တယ်ပါတီနဲ့လုံးဝမသက်ဆိုင်ပါဘူးလို့ကျွန်မပြောချင်ပါတယ်ပြောချင်တာကဒေါ်လန်ကြီးကဒီစာထွက်ပေါ်လာရင်2021ဖေဖော်ဝါရီတရက်နေ့နေ့ရက်နေ့ပေါ့ဗျာဒီစာကအတုဆိုရင်ဦးဝင်းထိန်အတုလုပ်ပါလားဒီစာကိုဖြန့်ဝေသူက NLD ပါတီကဘယ်သူနေလဲဒီစာကအစ်စ်ဆိုရင်စနမေးလိုက်တာဒါမေးဖို့နေဖြစ်ပါတယ် မြန်မာနိုင်ငံကြီးရဲ့တပ်စာအမှောင်ချမ်းကမိကုန်းကိုပြောလို့ရတယ်။လူသိသူမသိဘာတွေလုပ်ခဲ့ကြလဲ။နံပါတ်1ပြည်သူကိုလိန်ခဲ့ကြလား။နံပါတ်2ဆန္ဒမင်းကပဲပါတီ NLD ပါတီတခုလုံးကိုလိန်ခဲ့ကြလား။ NLD ပါတီကတာဝန်ရှိသူတွေဒီကိစ္စကိုအကြည့်အလေထွက်ရှင်းပြဖို့လိုအပ်ပါတယ်ခင်ဗျာ။မဟုတ်ရင်ယုံထင်ကြောက်ထင်နဲ့တော်အောင်ဆန်းစုကြည်ပါနိုင်ငံကိုဒိတ်ခတ်ထိခိုက်နေတဲ့အနေအထားမျိုး စစ်တပ်ရဲ့ကစားကွက်တွေမှာတောင်ဆန်းစုကြည်ကိုတိုင်ထောင်ပြီးတော့ဆန္ဒမင်းစစ်တပ်နဲ့ဗောမမီဒီယာတွေကကြားနေပါအမမမီဝန်ကြီးလိုကနေနနစ်ကျော်တော့ကဒီကောင်တဲ့ပုံစံတို့လားတရေထွက်ခဲ့တော့နော်တောင်ဆန်းစုကြည်ကပန်ကြားပေါ်အောင်ဆိုလို့လေဒီဒီဒီစီစဉ်စီဖွဲ့တော့မကြိုက်တဲ့ပုံစံမျိုးတွေနဲ့ဒီပြည်ရနေပြောလို့ချက်ပတ်လို့ဆိုတော့လုပ်ဖို့ဆိုတဲ့သဘောမျိုးဆက်ဆက်တဲ့အမျိုးတွေပေါ့နော်ဆိုပြီးပန်ကြားပေါ်ဆိုပြီးတော့ထွက်ခဲ့ရမှုရှိတယ်အဲ့ဒါကိုအဲ့လိုထွက်ခဲ့ကျွန်တော်ကဒါတော့ဟောဒါဆိုရင်တော့ အကောင့်တွေပြောရမယ်အဲ့ချင်းပါပဲပြပရောက်တဲ့ဥအောင်ချင်းကိုပါဝင်နေကိုလည်းတော့ပါမှာသူတို့ဖွဲ့တွေကဒါရိုက်အတူကြီးပါဆိုပြီးတော့တခါအဲ့ဒီစာကိုတင်းကြပါလေတွေ့ရတယ်ဆိုတော့အဲ့ဒီအာဘာလို့သူတို့ရင်းညွှန်းလိုက်တယ်လို့ကြီးစာအောင်ချင်းစာအောင်အတူကိုပြောတာတော့ဆိုရင်သူတို့ပြောချင်တာလားဒါမှမဟုတ်အာသူတို့ရွေးချယ်ချက်ကိုသွားချင်လို့ သူလူတွေကိုမှိုက်လိုက်လို့ဖြစ်ဘယ်လိုပြောကြလဲอืมခုနနောက်ဆုံးနောက်ဆုံးဖြေပေါ့နော်သူတို့ရည်ရွယ်ချက်ကိုသူတို့ကပါတီရဲ့ခုနစီးနေစီကန်လေးကိုကြော်လွန်သွားပြီဟလာဘူဝါရတွေကိုလည်းကြော်လွန်သွားပြီဘောက်ဘုံလည်းကြော်သွားပြီနောက်ပြီးတော့ဥက္ခရီရဲ့အစီစီတွေရဲ့ဟလာသဘောတူညီချက်အရာလည်းလောက်တာမဟုတ်ဘူးဆိုတော့အရာရာအလုံးကိုကြော်လွန်သွားပြီအဲ့တော့သူတို့ရဲ့သွားနေတဲ့ကိစ္စတွေအလုံးကိုဟိုလူသူယုံကြည်အောင်ဆိုလို့ရှိရင်ဒီလို fake news ဆိုပြီးတော့ပဲသူတို့ကပြန်လုပ်တယ်ဒီဒီဟာလေးဒါပေမဲ့သူတို့ ိုယ်တိုင်သိပါတယ်သူတို့ကျူးလွန်တာသူတို့ဟိုဘောနော်အများကြီးသူတို့လောက်ရက်ဒီဒေါ်စန်းစုကြည်လို့အဝင်းမင်းတို့ဟာမထောက်ခံဘူးပြီးတော့သူတို့လောက်ရက်ဒီအများကြီးအောင်ကျော်သွားပြီဆိုတော့လောက်တဲ့လူတွေကိုယ်တိုင်အားလုံးသိပါတယ်ဒါကြောင့်မို့လို့လေသူတို့ကဟဲ့လားဒီလိုကာလမှာဟိုဟိုအဲ့လားထွက်တာနည်းနည်းစောတယ်ဆိုတော့ဒီလိုကာလမှာတော်လိုင်းရေးအောင်မြင်ဦးမလားဆိုပြီးတော့ဒူဒူကိုဆက်ပြီးတော့မိုင်းတိုက်ရတာအမျိုးကြီးကိုရည်ရွယ်ပြီးပြောတဲ့လူကျွန်တော်တို့ယူဆောက်ရအောင် အဲ့တော့ဒေါန်ဆန်းစုကြည်ဒီအန်ယူဂျီကိုမထောက်ခံဘူးနော်ဒါမှမဟုတ်ဦးမီဒီအန်ယူဂျီကိုမတောက်ခံဘူးလို့အဓိပ္ပာယ်ရတဲ့စကားမျိုးဖြစ်ပါလေ။တမောင်းများဆိုတော့ NLD ပါတီဝင်တွေ NLD ပါတီကိုချစ်တဲ့လူတွေဒေါ်အန်ယူဂျီကိုချစ်တဲ့လူတွေကောဘလို့ယူဆတယ်လဲဆိုတဲ့ကိစ္စကအရေးကြီးတာပါ။ဆက်ပါမယ်။ဟုတ်ပါဆိုတော့အဲ့လိုတော့ပုံရဆိုင်သူတို့ကိုယ်တိုင်ပြင်ဒေါ်အန်ယူဂျီရဲ့ညွှန်ကြားချက်ဆိုတော့ဒေါ်အန်ယူဂျီပြောတဲ့ ဟောကူတော့တို့ကဒီလိုနဲ့ကလကစားလုပ်ချင်တယ်ဒေါ်စားစုကြီးအောင်တို့ကလုံးဝလူကြီးရောပြီးမသိချင်တော့ဒီဒေါ်စားစုကြီးကတော့ပုံခံချင်တဲ့သဘောမျိုးတက်ရောက်တာအဲ့လိုတက်ရောက်တော့ပြောလို့ရတယ်อืมအဲ့ဒါတော့မသိဘူးပေါ့နော်ဒါပေမဲ့လည်းသူတို့က တကယ်ကတတ်သိရှိရဆိုလို့ရှိရင်ဒီနေ့နဲ့မှပဲနေပေါ့နော်။ဘာလို့ဆိုတော့ဒေါ်စန်းစုကြည်ကပြန်ထွက်လာမှာပဲ။ဒေါ်စန်းစုကြည်ကပြန်ရင်ဆိုင်လိုက်ပေါ့ဟုတ်လား။ပြန်ရင်ဆိုင်လိုက်ဆိုတော့တနေ့အချိန်မှာဒီနေ့နဲ့မှရှိနေပြီ။ကျမအခုအမှားတွေပြောရဆိုရင်လေကျမတနေ့ဒေါ်စန်းစုကြည်ဆိုတာဟုတ်လား။အသက်ရှင်ရတဲ့ပဲသူ့ဝင်ကိုသူပြန်ရောက်လာမှာပဲ။အဲ့တော့ဒီကာလမှာကျမအမှားပြောရင်ဟုတ်လား။သူနဲ့ကျမမျက်နှာချင်းမလို့ဆိုင်ရတယ်။အဲ့တော့ဟုတ်လား။ဟိုသူတို့တက်ဟို ဒီလိုအမားတွေလုပ်တဲ့လူတွေကတတိရှိရင်ပြည်ရင်းမှာပဲနေပြီးတော့ဒေါ်စားစုစီနဲ့ပြန်ပြီးတော့ငင်းချက်ဆိုင်လိုက်ပါအဲ့လိုကျွန်မပြောချက်တာပေါ့ NUG CRPH တက်ဆိုင်ရာလူကြီးမြင့်များဒီကိစ္စကိုတော့ဒေချာရှင်းဖို့လိုတယ်အရေးကြီးနေအဘိဓိပ္ပာယ်တွေကလူလူကြားထဲမှာအင်မတန်ဝင်ဝေဝါးသွားနိုင်တဲ့အခြေအနေမျိုးဖြစ်နေတာပေါ့ဗျာလူ တော့နောက်တစ်ခုကဒီဒီခါကနိုင်ငံတကာတာဝန်တိုင်းဝိုင်းနေမှာရောနိုင်ငံတကာတာဝန်တိုင်းဝိုင်းနေတချို့နိုင်ငံတွေမှာဒီစာကပြန့်နှံ့နေတော့ဘူးကောက်ချက်ချရတယ်ပြောလို့ရတယ်อืมတော့လို့ရပါတယ်ဘာလို့ပြောလို့ရတယ်ပေါ့เนาะဘာလို့ဆိုတော့ကျွန်တော်တို့ဂျပန်ဘာလို့ကအဲ့ဒီဗီဆာလေးကြီးကိုကျွန်တော်တို့ထုတ်ပြရတယ်လေတွတ်တော်ကိုယ်စားလေးอ่ะဟာလာတွတ်တော်ဂျပန်ဘက်ကထုတ်ပြရတော့အေးသူကဒါကအမှန်လားလို့ကျွန်တော်တို့ရောပြီးတော့ကျွန်မအမှန်ပဲမှတ်ပါလေရှိတယ်ဟာလာဒါအမှန်လေလို့ရောကျွန်မပြောခဲ့တာရှိတယ်လေ ဆိုတော့နိုင်ငံတကာတာဝန်တိုင်းဝမ်းနဲ့မှလည်းရှိတယ်။ပြီးတော့မှရှိတဲ့နိုင်ငံရေးတိုင်းဝမ်းတချို့မှလည်းရှိတယ်။အမှမှလည်းရှိတယ်။ဒါပေမဲ့ထူးခြားစွာဖြင့် online မှာလည်းကိုပြန်လာတယ်။ထူးခြားစွာဖြင့်ဒီအကြောင်းအရာကလူကြီးရဲ့မှာချက်ချင်းပြည့်ပြည့်ဆွေးနွေးတဲ့အကြောင်းအရာဖြစ်မနေဘူး။ဘာကြောင့်လဲ။ဟုတ်ဒါတော့တော်လရေးကိုအောင်မြင်ဦးမယ်လို့ထင်နေလို့ပေါ့နော်ဟုတ်တော်လရေးကိုအမှားတွေနဲ့အောင်မြင်ဦးမယ်လို့ထင်နေလို့လည်းဖြစ်ကောင်းဖြစ်ပါလား အဲ့ဒီတော့ဒီလောက်ခိုင်မာတဲ့ evidence ကြီးတခုကိုချပြပြီးတော့ NUG CRP ကိုဒေါ်ဆန်းစုကြည်ကလက်မခံဘူးဆိုတဲ့သဘောတရားတက်ရောက်တဲ့ဒေါက်တာဒါယူချပြလာတဲ့အထိပေါ်လာတဲ့ဒီပေါ်လာတဲ့ဒီဖြစ်ဖြစ်ပေါ်လာတဲ့အထိကိုတော့အာဒီမီဒီယာတွေပေါ့ပြပမှရှိနေတယ်ပြပပြပမီဒီယာတွေကျွန်တော်တော့တော့ပါတယ်အပြင်ချက်မဲ့မီဒီယာတွေကထူးခြားတာမျိုးတယောက်မှမပေါ်ပြဘူးကျွန်တော်မီဒီယာအခု40ကျော်တော့ကိုလေ့လာကြည့်တယောက်မှမပေါ်ပြဘူးစပန်းကြောင့်လို့ထင်တယ်ဒါသူ့ရည်ရွယ်ချက်ကဘယ်လိုသွားနေလဲထင်တယ် အော်ဟိုဘောနဒူးဒူးကိုအမှန်တရားကိုပေါ်ပြရဲဆက်ပြီးတော့လိန်ချနေတာပေါ့နော်ဆက်ပြီးလိန်ချနေတယ်အာပြီးတော့ဒီလိုမျိုးဒေါ်ဆန်းစုကြည်ဒီလိုမျိုးတွေကအမှန်ပါဆိုလို့ရှိရင်ဒေါ်ဆန်းစုကြည်ရဲ့ပုံရိပ်ကိုလည်းကြောက်အောင်လုပ်နေတာပေါ့နော်အဲ့တော့အခုဆိုရင်လည်းဟလာဟိုကျမတို့လည်းမြင်နေရပါတယ်တချို့ online တွေပေါ်မှာအာဒီလိုအခုဖြစ်သွားတယ်ကျမတို့နိုင်ငံရေးဒီလိုကြီးဖြစ်သွားတဲ့ကိစ္စက NND ကြောင့်အာဒေါ်ဆန်းစုကြည်ကြောင့်ဆိုရဲဟာမျိုးတွေတညှိုးထိုးတာလေပေါ့နော်ဒါတွေအများကြီးဟို သူတို့ဒီလိုမျိုးလူတို့ကိုအမှန်တရားမပြောဘဲနဲ့ဆက်ပြီးတော့ဟိုလေလေဟိုဟိုဒေါ်စားစုကြီးရဲ့ပုံကြီးကြတာပဲဖြစ်တာပေါ့နော်။ဟိုဒီလိုမျိုးတွေလည်းဖြစ်စီခြင်းနဲ့ဆက်လာရှိနေတယ်တူပါလား။နော်ပြီးခဲ့တဲ့တရက်လောက်ကပဲ3ဒါမီလောက်ဒီစတာနဲ့ချိန်ကြိုက်ပါပဲအဟိုဘက်ကဘယ်လိုပြောလဲဆိုတော့ဒူဝါလရှိတာတော့နောင်ဝင်ခိုင်တန်းလို့နောင်ဝင်ခိုင်တန်းလို့ပေါ့နော်သူတို့အစုတွေကတပိုင်နဲ့ဆိုသလိုအော်ရီဂျင်နယ်ဒီသူတို့ပြည်ပြည်မိကြတော့အများဆုံးပေါ်ပြနေတာတွေ့ရတယ် ဆိုတော့သူတို့ခေါ်ပြချက်ကတော့ဒီဒေါ်စန်းကြီးဒီစာကိုတော့တိုက်ရိုက်တုတ်ပြန်တာမဟုတ်ပေမဲ့တော်ရိုက်ပြီးတုတ်ပြန်တဲ့သဘောမျိုးနဲ့အာဒေါ်စန်းကြီးကလက်ရှိယူရဲသွားနေလို့ရှောင်းဖို့ကန့်ကွက်လိမ့်မယ်မထင်ဘူး။ဒါလည်းသူကပြောတယ်။ဆက်စကလုံးကိုအာလူကပဲငွေလက်ချောင်းပဲလို့ပြောရတာပြရတယ်။ဆိုတော့ကန့်ကွက်လိမ့်မယ်မထင်ဘူးဆိုတာထောက်ခံလို့ပြောရလည်းမဟုတ်ဘူး။ဒါပေမဲ့မထောက်ခံဘူးလို့ပြောရလည်းမဟုတ်ဘူး။ဆိုတော့အဲ့ဒီစကလုံးကိုလှည့်ပတ်ပြီးအရင်အုပ်စုကြီးတုံးလို့တွေ့ရတယ်။သူတို့ရဲ့ သူတို့ကိုရောအမှပါများပြောပြချင်ပြီးတော့မှအမှသူတို့ကြောင့်နေထိုင်ရကြတယ်ဟုတ်ပါမှန်ပါတယ်ကျွန်မသူတို့ကိုတော့ဘာမှမပြောချင်ပါဘူးပြောချင်တာကခုနလိုမျိုးပေါ့နော်ကန့်ကွက်လိုက်မှမဟုတ်ဘူးဆိုရင်ဟုတ်ပါတယ်ဒေါ်စန်းစုကြည်ကဟလာဟိုဒီလိုမျိုးလူတယောက်လုပ်တဲ့ကိစ္စတော့သူပဲကန့်ကွက်တယ်တိုင်းပြည်လုံးလုံးတဲ့ကိစ္စတော့သူပဲကန့်ကွက်တယ်ဒါပေမဲ့ဟလာဟိုဟိုဒီလိုမျိုးကြီးတယောက်လုပ်တဲ့ဟိုပေါ့နော်တက်ကြဖြတ်ကြအာဟိုဆိုတဲ့ကိစ္စမျိုးတွေကိုတော့ဟို သူစိတ်တောင်မဟုတ်တာဟုတ်လားသူ့ရဲ့ခုနဟိုသူ့ရဲ့နားစင်ကအခုနလိုမျိုးညင်းရက်ကစုစုနေပြီနိုင်လမ်းစင်ပဲဖြစ်တဲ့အတွက်ဒီလောက်ချင်းနေစိုးသွားတော့အောင်တော့ဟိုသူလုံနေတဲ့ဟာမျိုးတော့ဘယ်လက်ခံနိုင်မလဲအဲ့ကျွန်တော်ပြောချင်တာအဲ့ဒါဆိုဥအောင်ကြီးညောတို့ကဘာမှကိုင်တန်းတို့ဒိုဝါလရှိလာတို့ဒီဘောကတို့တော့ဥဟန်တာမျိုးတို့တောက်လျှောက်စဉ်းစားပြောနေတဲ့ပုံစံအရဆိုရင်ဒေါက်ဆတ်ကြီးကတို့ရဲ့လောက်ကျန်တို့ရဲ့လောက်ရမှုလောက်ရဒီဘောမကတ်ကတ်လို့လည်းမထင်ဘူးသူတို့ရဲ့ရုပ်ဆောင်တော့ဘာလို့ပြောတာပြောချင်အဖြစ် တော်စံတိကြီးဦးတနည်းအားဖြင့်အချက်ဖက်သမားလို့တုံ့ပို့လေလို့ရအောင်ပြီအဲအဲ့လိုပုံစံဖြစ်သွားတာပေါ့နော်အဲ့လိုပုံစံကိုတဖြည်းဖြည်းနဲ့ရောက်လာပြီးတော့တော်စံစုတီရဲ့ဟိုဟိုကိုဂုံတိတ်ခါတွေကိုမိမ့်မိန်အောင်လုပ်တာမျိုးလို့ကျွန်မအနေနဲ့တနည်းအားဖြင့်တော့ကျွန်တော်အမြင်ပြောတော့စံစုတီကအချက်ဖက်သမားခေါင်းဆောင်ကြီးဆိုတဲ့ဟာမျိုးကိုတို့ကတော်စံစုတီပြောတာပြောတာခဏခဏတော်စံစုတီအချက်ဖက်ခေါင်းဆောင်ကြီးလို့တုံ့ပို့လေလို့တော့တို့လုံနေတာကြီးကတော်စံစုတီသူ့ကိုဆွဲချလို့ဖြစ်နေတာပါနာနာပေါ့လေဒီလိုအခြေအနေတွေတော့မရောက်ရောက်အောင်တုံ့ပို့သလိုဖြစ်သွားတာပေါ့ အဲ့တော့ဒီစာရေတော့ဒီဘက်မှာဒေါ်ဆက်စီနဲ့ပတ်သက်တဲ့ဗီဒီယိုပိုင်းထုတ်လာတာရေ။နောက်ချိန်ရိုက်ဆိုလို့ဟိုဘက်အုပ်စုကပြည်ပြုပ်စုကပြောနေတာလေကိုလို့ချုပ်ချိတ်ဆက်ပြီးတော့ဟိုဒီအမအနေနဲ့တခုဘာလဲလူတို့ကိုမချစ်ပြောပြနေတာရှိတယ်။ဘာမှမနေသေးဘူးနေရှိတယ်။အော်လူတို့ကိုကျမတို့ပြည်ရဲ့ညီငယ်ညီမငယ်တွေကိုမှန်ပါတယ်ဟိုဒီညီငယ်ညီမငယ်တွေလည်းအဓိကပြောချင်တာကကျမတို့ဒီလိုမျိုးပေါ့နော်ဒေါ်ဆန်းစုကြီးကပြောခဲ့တဲ့လမ်းစဉ်တွေဟာဟုတ်လား မြည်တို့တော့အခက်အခဲပဲဖြစ်ပါစေဆက်ဆက်ဆွေးနွေးညီနိုင်ရဲ့လမ်းစဉ်တွေပဲတွားပါမယ်ဆိုတာဒေါန်ဆန်းစုကြည်ရဲ့လမ်းစဉ်တွေဖြစ်တယ်အဲ့တော့ဒီအခုလိုမျိုးကျွန်တော်တို့တနိုင်ငံလုံးမှာဟလာဟိုကြောက်ကြောက်တက်ဖြတ်နေကြတဲ့ဟာတွေဘယ်ဘက်ကနေပဲလှုပ်လို့ပေါ့နော်လူတွေတည်ဆုံနေကြတဲ့ဟာတွေဟလာဟိုထိတိုင်းနေလာနေတဲ့ဟာတွေအားလုံးကိုဟိုကျွန်တော်တို့ရတန်းရက်စီခြင်းနဲ့အားလုံးကိုလည်းရတန်းရက်စီခြင်းနဲ့တကယ်လို့သာဟလာဒေါန်ဆန်းစုကြည်ကိုချစ်တယ်ဆိုရင်သူ့ရဲ့လမ်းစဉ်ကိုပဲလိုက်ကြပါလို့ကျွန်မဒီနေရာနေပြီးတော့ဟလာမေတ္တာရပ်ခံပါ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာပြောစရာတွေကတော့အများကြီးရှိလာတယ်အဲ့တော့တောင်ဆန်းသူဒီသူ့လမ်းစဉ်ကိုပဲလိုက်ကြပါဆိုနေပြီးတော့ထောင်ထဲအကုန်တောင်းဝင်ရမယ်သဘောလို့ရှိတယ်နောက်တစ်ခုကဒီကိစ္စ UNG အနေနဲ့ CRPH အနေနဲ့တော့ရှင်းရတော့ဒီကိစ္စဖြစ်လက်ရှိ UNG ရဲ့နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်အဖြစ်ဆက်ရှိနေ ။တပတ်မှလည်း NLD ပါတီဥက္ကဋ္ဌဖြစ်ဆက်ရှိနေလို့ပဲ။တပတ်မှလည်းနေပြည်တော်မှာထောက်မင်းမှာမတရားဖန်ဆီးခံရရတာအမှန်ပဲ။အဲဒေါ်ဆန်းစစ်ကြည်လို့လည်းဖက်ချက်ကိုကန်ပြီးစစ်တပ်ရောဒီဘက်က NUG ရောကန်ကစားနေကြတာတွေ့ရတယ်။ဒီနေ့ဒီဗီဒီယိုကတော့စစ်တပ်နဲ့ NLD ပါတီကတစ်ချိန်ကလွတ်တော်မဟောင်းဖြစ်ခဲ့တဲ့ စနာမင်းနဲ့စစ်တပ်ထောက်ခံတဲ့မီဒီယာကြော်မျိုးမင်းတို့ရဲ့လုတ်ကွက်တစ်ခုပြစ်ဖဲခေါ်တာဖြစ်တယ်ချင်းချင်းပြောရရင် NUG NLD NUG sorry NLD CRPH NLD NLD ချင်းချင်းတိုက်ပြီးလိုက်တယ်တွေ့ပြီအဲ့တော့ညီမတမိုင်ငံလုံးမှာရှိတဲ့ဒေါ်စန်းစကြီးကိုချစ်တော်သူတွေ အန္တရီပါတီဝင်တန်းပေါင်းများစွာသောသူတွေနောက်တစ်ခုကအန္တရီပါတီမှာတာဝန်ရှိပါတယ်ဆိုတော့ဘိုးကော်မတီတွေစီပင်တွေလွတ်တော်အမတ်တွေပါပြောမလို့နောက်ချီဒီအဖြစ်ကိုမျောလိုက်ရှင်းရှင်းလင်းလင်းလူလူကိုပြောပြစီချင်ပါတယ်နောက်တော့မဆက်တိကတရားရုံးထွက်ချက်တစ်ခုပါ 2025မှာစစ်တပ်ကတစ်ချက်ပြစ်ထည့်လိုက်တာမြန်မာနိုင်ငံလောကတခုလုံးတွတ်တွတ်ခအောင်ကျန်သွားတာတော့ကျွန်တော်တော့နိုင်ကြီးကြီးစင်ရမြန်မာကြံပြီးလဲဆိုတော့ပြလိုက်တာပါတယ်တင်ရတော့လူမြတ်ကျော် channel မှာဒီဗီဒီယိုကိုတင်တာအကြောင်းရှိလူချင်းမျိုးကောဘလို့သဘောထားရှိပါလေကိုမမရေးထားပေးခဲ့ပါမျှဝေပါ ချာအန်အဒီပါတီဝင်လက်တို့တိုက်ကြပါတင်ရပြောက်ပဲအောင်ဂျေဇုတက်ပါတယ်